မင်္ဂလာပါရှင်။နိုဝင်ဘာလ9ရက် တောက်ချာနေ့အတွက်ရှင်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တည်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့စားသုံးစီလုပ်ငန်းရှင်များကိုဒေါ်လာ1သန်းခွဲနီးပါးရောင်းချတဲ့တည်ဖြစ်ပါတယ်။စားသုံးစီလုပ်ငန်းရှင်တွေကိုနိုဝင်ဘာ9ရက်ကအမေရိကန်ဒေါ်လာ1သန်းခွဲနီးပါးရောင်းချပေးခဲ့တယ်လို့မြန်မာနိုင်ငံတော်ဘုတ်ဘဏ်ကထုတ်ပြန်ပါတယ်။ CMB ကုမ္ပဏီတွေစီကဝယ်ယူထားတဲ့နိုင်ငံသားငွေတွေကအမေရိကန်ဒေါ်လာ2သန်းခွဲနီးပါးကိုစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီတွေအားရောင်းချပေးခဲ့တာပါ ကြာပြေနိုဝင်ဘာ9ရက်နေ့မှာပဲ Average Market Online Training Platform ကနေထိုင်းဘက်တန်ခွေကျော်ကိုလည်းရောင်းချပေးခဲ့ပါသေးတယ်။ဘူဘန်ရဲ့ FH training platform မှာနိုဝင်ဘာ9ရက်ကနိုင်ငံခြားငွေလဲနှုန်းဟာအမေရိကန်ဒေါ်လာကို3640ကျပ်ထိုင်းတဘက်ကို124ကျပ်နဲ့တရုတ်ယွမ်တရုတ်ကို956ကျပ်သတ်မှတ်ရောင်းဝယ်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်တွင်စာဖတ်ချိန်မြင့်တရေလှူရှားမှုအခမ်းအနားကျင်းပတဲ့တွင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင် ကြောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပတဲ့စာဖတ်ချိန်မြင့်တင်ရေးလှုပ်ရှားမှုဖြင့်လူငယ်စကားဝိုင်း၊ကြပြရွတ်စုပြိုင်ပွဲများနှင့်ဂိမ်းကစားပြိုင်ပွဲများကိုနိုဝင်ဘာ6ရက်နေ့နဲ့10ရက်နေ့ကအခြေခံပညာအထက်တန်းကျောင်းဝင်းရေးတရင်မှကျင်းပကြောင်းသိရပါသည်။ရှေးဦးစွာအခမ်းအနားတွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးတန်စင်ထွန်းကလူငယ်စကားဝိုင်းနှင့်စာပတ်ရှင်မြင့်တေးလှူရှားမှုပြုလုပ်ရခြင်းရဲ့အရေးကြအားရှင်းလင်းပြောကြားပြီးကျောင်းဆရာမကြီးထိုအီမီဆန်ကကျေးဇူးတင်စကားပြောကြားပါတယ်။ဆက်လက်၍လူငယ်စကားဝိုင်းကိုကျင်းပရာကျောင်းသားကျောင်းသူလေးများဖြစ်ကြတဲ့မောင်ဆိုင်စောမောင်တီဟာကျော်မတ်မြတ်တီရီကျော်မောင်စင်ထွန်းအောင်မတ်ဆွေစင်ဆက်တို့ကမိမိတို့နှစ်သက်ရာခေါင်းစဉ်လိုက်ဆွေးနွေးပြောကြားကြပါတယ်။ အဲ့နောက်မှာတော့ကြပြရွှေစုပြိုင်ပွဲနေ့ဂိမ်းစားနည်းပြိုင်ပွဲများကိုပြုလုပ်ပေးပြီးဆွေရရှိရဲ့ကျောင်းသားကျောင်းသူများကိုမြို့နယ်တာဝန်ရှိသူများကအမှတ်တရဆုများပေးရခြင်းမြင်ကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့တန့်စင်ထုံးကပေးပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့ပန်းသူကောက်သူများအားလမ်းပင်ရက်ကြီးနေသူတို့ကားတိုက်ခရပြီးတည်ဆုံးတဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတက္ကီတမြို့နယ်မှာနိုဝင်ဘာ9ရက်ညပိုင်းကပန်းသူကောက်သူတွေကိုလမ်းပင်ကနေရက်ကြီးနေတဲ့အမျိုးသမီးတယောက်ကားတိုက်ခရပြီးတည်ဆုံးသွားတယ်လို့သိရပါတယ်။နိုဝင်ဘာ9ရက်ည9နာရီခန့်က တာဂီတာမြို့နယ်ရွှေကင်းသာလမ်းမကြီး14ရက်ကွက်73ခက်ဆိုင်ရှိမှာလမ်းလေကပန်းတကူအဖြစ်ပတ်စံနေပစ်ချတာကိုလိုက်ကောက်နေတဲ့လူစုကိုရှောင်းလိုက်တဲ့ကားကလမ်းဘေးမှာရပ်နေတဲ့သူကိုတိုက်မိမှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ရှင်တိုက်ခံရတဲ့အမျိုးသမီးကိုရှင်သန်ရေးကူညီမှုအတင်းကရှင်နဲ့ရန်ကုန်ပြည်သူ့စီရင်ကြီးကိုပို့ဆောင်ခဲ့ရတယ်။ဆေးရုံရောက်မှတည်ဆုံသွားကြောင်းနဲ့ကားနဲ့တိုက်သွားတဲ့ရှင်မောင်းကတော့ထွက်ပြေးသွားကြောင်းသိရှိရပါတယ်ရှင်။